တန်ကျွေးသူသေးဖြစ်ဖို့ဆိုတဲ့ခေါင်းစဉ်ကစိတ်ဝင်စားစရာကောင်းတယ်ဟော။ဒါပေမဲ့လူအများစုလိုက်နေကြတဲ့ငွေချေးဆိုင်ရာအကြံဉာဏ်ကရောတကယ်ပဲအလုပ်ဖြစ်လို့လား။အပတ်ကြီးမှပင်စင်ယူမှချမ်းသာရတဲ့ဘဝကိုတကယ်ပဲလိုချင်ကြလို့လား။အဲ့ဒီအတွေ့ကိုအခြေခံကစပြီးလိုခပြမဲ့ဆောက်တော့ရှိပါတယ်။အဲ့ဒါကတော့ MJG Marco ရဲ့ The Millionaire Fast Lane ပါပဲ။ဆိုတော့တမယုတ်ချမ်းသာနည်းတွေကိုခဏမေ့တာပြီးလက်အသက်တစ်ခုကိုအတူတူရှင်းကြည့်အောင်။ကျွန်တော်တို့အမြဲကြားနေရတဲ့စကားတစ်ခုရှိရလေ။ ိုက်ဆန်စုပါယင်းနီမြုံနာမှာအနက်40လောက်တီးခန့်ပြီးအလောလို့လိုက်ဒါဆိုအေးစေးပဲတဲ့ဒါပေမဲ့ခဏလောက်စဉ်းစားကြည့်ရအောင်ကိုဘွားရဲ့အကောင်းဆုံးအိုင်းအပြည့်ဆုံးအခြေအနေကိုဘေးဆက်ပြီးမှရလာမယ်အဲ့ဒီချမ်းသာမှုကတကယ်ပဲတန်ရည်လားဒီမေခွန်းကပုံမှန်လမ်းကြောင်းတိုင်းသွားနေရတာကိုတန်တရားဝေလာသူတိုင်းမှဝရရင်တဲကိုတဲတဲမေးလိုက်တဲ့မေခွန်းတခုပါပဲဒီစာအုပ်ကထောက်ပြတဲ့အဓိကပြဿနာကသိက္ခာရှင်းပါတယ် ဘာလဲဆိုတော့အသက်ကြီးမှငွေကြီးစိတ်ချရဖို့အတွက်နဲ့ကိုယ့်ရဲ့နုပြုံမှုကိုယ့်ရဲ့စွိုင်းအင်ဒီအိမ်မက်တွေကိုဘာလို့ရင်းပြီးစတေးပစ်ရမှာလဲဒါကတကယ်ပဲမျှရတဲ့လက်လက်မှုတစ်ခုအဟုတ်မှမဟုတ်ပဲနော်ဒီမှာစာရေးသူ MJ ဒီမှာကိုပြောထားတာလေကသူ့ရဲ့ခံယူချက်ကိုအတိုင်းအတာမြင်စီပါတယ်သူကကျွန်တော်ကနှစ်40လုံးအလုပ်လုပ်ပိတ်ဆံကိုကစီကုတ်စနစ်စုပြီးတန်းကျွဲတည်ထည်လာတဲ့လူတွေကိုစိတ်မဝင်စားဘူးကျွန်တော်ကအသက်ကြီးမှမဖို့ဘူးငငယ်ရွယ်ရွယ်နဲ့ချမ်းသာနေတာတဲ့အမှန်ပဲလေ ပင်စင်စားရွယ်မှာတန်းကျွဲတစ်သိဖြစ်နေပါကြဘာလို့တော့မှလဲသူလိုချင်တာကငင်းငယ်ရွယ်ရွယ်နဲ့ချမ်းသာပြီးဘဝကိုအပြည့်အဝရှင်သန်ချင်တာအဲ့ဒီစိတ်သက်ကပဲသူ့ကိုတမာရွကြလန်နဲ့ခွဲထွက်ပြီးလမ်းအထစ်ရှာဖို့တွန်းအားပေးခဲ့တာပေါ့ကဲဟုတ်ပြီဒီစာအုပ်ရဲ့အဓိကအနစ်တရားကိုရောက်လာပါပြီကျွန်တော်တို့ရဲ့ဘဝလမ်းကြောင်းကိုပုံဖော်ပေးမြဖန်တာရေးလမ်းပြမြေပုံတုံးခုရှိတယ်လို့သူကဆိုရတယ်ကိုတိုင်ကတော့အခုဘယ်လမ်းပေါ်မှာရောက်နေလဲဆိုတာတစ်ချက်ကြည့်လိုက်ကြရအောင်ဒီလမ်းတုံးခုရဲ့ကွာခြားချက်ကတော့မိုးနဲ့မီးလိုပါပဲ။ လမ်းဘေး sidewalk သမားတွေကတော့ရှင်းရှင်းလေးရတာနဲ့သုံးဖို့ပဲစဉ်းစားတယ်အနာဂတ်အထမရှိဘူးအနီးလန် slow lane သမားတွေကတော့ကျွန်တော်တို့အများစုလိုပေါ့ကိုယ့်ရဲ့အဖိုးတန်တဲ့အချိန်ကိုပိတ်စနဲ့လဲလေကြတယ်ဒါပေမဲ့အမြန်လန် first lane ကတော့လုံးဝကိုကွက်ထွက်သွားပြီအချိန်ကိုရုံစားတာမဟုတ်တော့ဘူးသူ့ဥစားတန်ဖိုးကိုဖန်တီးတယ်စနစ်တီတီဆုပ်တယ်အဲ့ဒီကနေမှတကယ်လွတ်လပ်မှုကိုရယူတဲ့လမ်းစဉ်ဖြစ်ပါတယ်ကဲအခုကျွန်တော်တို့ထဲကလူအများစုရောက်နေလေးရှိတဲ့အနီးလန် the slow lane အကြောင်းကိုနည်းနည်းလေးနည်းနည်းတူးကြည့်အောင် ရီမန်းချက်လဲကြီးတယ်စူးစားလဲစူးစားရတာနဲ့ဘာလို့များဒီလမ်းရဲ့ထောင်ချုပ်ထဲကနေမယုံထန်နိုင်ကြတာလဲဒီယူရက်စာကတော်တော်လေးစဉ်းစားစရာကောင်းပါတယ် ။ South ထဲမှာတော့ဒီလိုပြောထားတယ်။ဂျပန်မှာအားလက်ရဲ့နှစ်ရက်စာလွတ်လပ်မှုလေးရဖို့အတွက်အလုံးလုံးရတဲ့900တာကျုံမွာကိုပေးဆက်နေရတာတဲ့။ကြားရတာနည်းနည်းတော့ပြင်းမိမယ်။တကယ်တမ်းကျတော့ပုံမှန်အလုံးလုံးနေရတဲ့ရက်သက်တစ်ပတ်ဆိုတာကိုဘွားကိုမတန်တဆလဲလဲနေရတာနဲ့တူတူပဲလို့သူကဆိုလိုလာပါ။900ရက်လုံးလုံးပြီးမှပြီးမှနှစ်ရက်ပင်နားရရဲဆိုတာကတော့တကယ်ပဲတန်ရက်လား။ဒီဆက်လန်းလေးကအနည်းလမ်းရဲ့ပြင်မမှုတွေကကျွန်တော်တို့ကိုဘလောက်တောင်မျက်စိပိတ်နားပိတ်ဖြစ်သွားစေလဲဆိုတာကိုခွက်ခွက်ကွန်းကွန်းပြနေပါတယ် ကဘာကျော်ဒီယောပင်နာရှင်ဂျိုရှုဝါဘဲကသူ့ရဲ့ဒေါ်လာ3ဒမစန်းတန်တယောကြီးနဲ့လူစီကားတဲ့ဘူတာယုံမှာတီးခက်ပြနေတာကောင်အဲ့ဒီနာကဖြတ်သွားတဲ့လူ2000နဲ့မှာ6ရောက်ပဲခဏရက်ကြည့်ခဲ့တယ်ဆိုတာကတော်တော်လေးကိုဝမ်းနည်းစရာကောင်းတဲ့အချက်ပါအလုတ်တရဲ့ဖြစ်စီမှုတွေကြောင့်ကိုရှစ်တဲတဲကအခွင့်ရေးတွေအလားတရားတွေကိုတော့တတိမထားမိနိုင်တော့တဲ့အချီဖြစ်သွားစေနိုင်တယ်ဆိုတာကိုပြနေတာပါပဲကဲဒီလိုဆွေးရည်ဖြည့်ရှင်းချက်ကဘာဖြစ်မလဲလမ်းသက်ကတော့ဘယ်မှာလဲအဖြစ်ကတော့ရှင်းရှင်းလေးပါပဲ တုံးဆွဲဖို့ကွန်ဇူမာတယောက်ဖြစ်ကနေဖန်တီးဖို့ပရိုဒျူဆာတယောက်ဖြစ်ကိုကိုယ့်ရဲ့အခန်းကဏ္ဍကို လုံးဝပြောင်းပြန်လံပစ်လိုက်ဖို့ပါပဲ။ ဒီမှာအတ ିକ ကအတွေးခေါ်ပြောင်းလဲမှုပါပဲ။တုံဆက်သူရဲ့အတွေးခေါ်ကဘယ်လိုလဲ။ဇေတတာရာရွှာမဲ၊ကွန်ဘီစီရွယ်မဲ၊ထရန်နောက်လိုက်မဲပြီးလလားစာရဖို့အလုပ်လုပ်မဲဒါပဲ။ဒါပေမဲ့ထုတ်လုပ်သူရဲ့အတွေးခေါ်ကတော့လိုအပ်ချက်တွေကိုဖြည့်ရှင်းပေးတယ်၊စနစ်တီတီစောက်တယ်၊တန်ဖိုးကိုဖန်တီးတယ်။နောက်ဆုံးမှာလူတွေကသူ့နောက်ကိုလိုက်လာတာ။ဆိုတော့လူဖွဲ့စီကကျွဲရိုးကိုတုံဆက်သူတွေဖြစ်အောင်အမြဲတမ်းတွန်းပို့နေပေမဲ့တကက်ချမ်းသာကြွယ်ဝမှုကလူအများရဲ့ပြဿနာတွေကိုဖြည့်ရှင်းပေးနိုင်တဲ့ထုတ်လုပ်သူတွေစီကနေပဲလာတာပါ။အဓိကချက်ကဝယ်တဲ့သူမဖြစ်ပဲရောင်းတဲ့သူဖြစ်ဖို့ပါပဲ။ ဒီစကားကတကယ်ကိုမသားစရာပါလူတန်းပေါင်းမြောက်စွာကိုအကျိုးတရားမူပေးနိုင်ရင်တင်လေတန်းကျွတ်တည်ထူလာမှာလေဒီထက်ပိုကြီးရိုးရှင်းတာမရှိတော့ဘူးတဲ့ဒီနေ့အောင်မှအမြန်လန်းရဲ့အထီးကတော့ချက်ကအတန်းရဲ့တာစကေးဝါပဲလူတယောက်ကိုကူညီတာတဲ့လူတန်းတန်းကိုကူညီနိုင်တဲ့စနစ်တစ်ခုသာဖန်တီးနိုင်လိုင်းရင်ချမ်းသာမှုဆိုတာကသူ့အလိုလိုနောက်ကနေလိုက်လာမှာပဲဆိုတော့ချမ်းသာကြော်ပမှုတဲ့အခြေခံအိုမစ်ဆိုလာလူအများကြီးအတွက်တကယ်ကိုတန်ဖိုးရှိတဲ့အရာတစ်ခုကိုပေးဆွမ်းနိုင်ခြင်းပါပဲဒါဆိုရင် ကိုခေါင်းထဲမှာရှိနေတဲ့စီးကွားရေးစကူတစ်ခုကမြန်လန်းအတွက်အလားအလားရှိမရှိဘလို့ဆက်ဆဲနိုင်မလဲကဲစာအုပ်ထဲမှာပါလေဒီလက်တွေ့ကြတဲ့မူပေါင်းကအဲ့ဒီအတွက်ဖြေပေးပါလိမ့်မယ်အဲ့ဒါကတော့ CENS မူပေါင်းလို့ခေါ်ပါတယ်နံပါတ်1က C control ထင်ချုံမှုပါကိုလုံကန်ကိုကိုအပြည့်ဝပိုက်ဆိုင်ပြီးထိန်းချုပ်နိုင်ရမယ်။သူများရဲ့ platform ပေါ်မှာတွားတိဆောက်တာမျိုးမဖြစ်ရဘူးပေါ့။ဒုတိယက E entry ဝင်ရောက်နိုင်မှုပါကိုလုံငန်းတဲကိုခြားသူတွေအလွဲတကူဝင်လာဖို့ခက်ခဲတဲ့အတားအဆီးလေးတွေရှိနေရမယ်လူတိုင်းသာလုံးနေတဲ့အရာဆိုရင်အဲ့ဒီလမ်းကအရန်ကျက်နေပါပြီတတိယက and need လိုအပ်ချက်ပါကိုလုံငန်းကဈေးခွက်မှာတကယ်ရှိနေတဲ့လိုအပ်ချက်တစ်ခုကိုဖြည့်ရှင်းပေးနိုင်ရမယ်ကိုဝါကနာပါရာလုံယုံတတ်တဲ့နေမရပါဘူးစတုထက်က t time အချိန်ပါကိုလုံငန်းကကိုတိုင်းအချိန်ပြည့်ရှိမနေရင်တောင်သူ့ဘာသာသူလည်းပတ်နိုင်ရမယ် ကိုအတွက်အလုံးလုံးပဲမစင်တီတီဖန်တီးထားဖို့လိုပါတယ်။နောက်ဆုံးတစ်ခုက S skill အတိုင်းအတာပါ။ကိုလုံငန်းကအများကြီးကြီးချွားနိုင်ပြီးလူအများကြီးကိုဝန်ဆောင်မှုပေးနိုင်တဲ့အလားအလာမျိုးရှိနေရပါမယ်။ဒီ CNS ပညာတော်ငေါ်ချက်ကကိုယ့်ရဲ့အစီကူတွေကိုစစ်ထုတ်ဖို့တကယ်ကိုရှင်းလင်းပြီးမှတ်မိလွဲတဲ့ checklist တစ်ခုပါပဲ။ဒါပေမဲ့ဒီတစ်ခုကိုတော့တေးသေးချာချာမှတ်ထားဖို့လိုပါတယ်။အမြန်လန်းဆိုတာထီပေါ့တို့လိုကံကောင်းမှုတစ်ခုကိုမျော်လင့်နေတာမျိုးလုံးဝမဟုတ်ပါဘူး။ အလွယ်တကူချမ်းသာနေဆိုတာမျိုးလည်းမဟုတ်ပြန်ဘူး။ဒါဟာစမ်းသပ်မှုတွေစွန့်စားမှုတွေအများကြီးစူးစမ်းအားထုတ်မှုနဲ့စွန့်လို့အနစ်နာခံမှုတွေအကုန်ပေါင်းထားတဲ့စနစ်တကျလုံဆောင်ရတဲ့လုပ်ငန်းစဉ်တစ်ခုရဲ့ရလတ်တာဖြစ်ပါတယ်။ဒီတော့ဒီအကြောင်းအရာကိုအစုံမသက်ခင်မှာစဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့ပိတ်လိုက်ပါစေ။ချမ်းသာကြွယ်ဝမှုဖေရတန်းရဲ့နောက်ွယ်မှာခိုင်မာတဲ့လုပ်ငန်းစဉ် process တစ်ခုအမြဲရှိပါတယ်။အဲ့ဒီတော့ကို့ဘောအကြော်ရော 老龙岩市庙古设备多少年比嘞？